နှုတ်မင်္ဂလာပါရှင်ကျွန်မဆွေးနွေးနေတာကတော့ ECCD ပညာရေးရဲ့မရှိမဖြစ်လိုအပ်တဲ့ပေါ့နော် Montessori method ရဲ့အကြောင်းကိုကျွန်တော်ဆွေးနွေးနေတာပါအဲ့မှာဆိုရင် Montessori ကနေပြီးတော့ဒါအပိုင်းကြီးတွေ၅ပိုင်းခွဲထားတယ်အဲ့ပိုင်း၅ပိုင်းထဲမှာဆိုလို့ရှိရင်အသက်အဆုအပိုင်းချတတ်မှတ်မထားတဲ့ကဏ္ဍတစ်ခုပါတယ်နောက်တစ်ခါ ကလေးတွေကိုတည်ယူတဲ့အခါမှာအဟံတားမရှိလွတ်လွတ်လပ်လပ်တည်ယူခွင့်ပေးရမယ်ဆိုတဲ့ကဏ္ဍရယ်နောက်တစ်ခါချမှတ်ထားတဲ့ဟိုဒီတည်ဥတီချက်တွေဟာကလေးကိုဥတီပြီးတော့ချမှတ်ရမယ်ဆိုတာလေးတွေရယ်နောက်တစ်ခါမွန်တက်ဆူရီယာနေပြီးတော့ထုတ်လုပ်ထားတဲ့ဒါပစ္စည်းတွေနဲ့အသုံးပြုပြီးတော့တင် जा မှုပေးရမယ်နောက်တစ်ခါဒီလိုမျိုးတင် जा ပြီးမဲ့ဆရာတွေဟာလူကြီးတွေဟာပေါ့လေ အဲမွန်တက်ဆူရီရဲ့ဒါ training တွေ training training ကိုရရှိပြီးတော့ဗောနော်ဒါဒီသင်တန်းကိုတက်ရောက်ပြီးတဲ့သူတွေကနေပြီးတော့မွန်တက်ဆူရီရဲ့ဒါ approach တွေနဲ့ဗောနော်ချင်းကနီးတွေနီးလန်းနေနဲ့တရားပြသပေးရမယ်ဆိုတဲ့အကြောင်းလေးတွေကိုကျမရခင်လေးတွေကဆွေးနွေးပေးသွားပါရဲ့ရှင်ဒီနေ့မှလည်းပဲ အဲ့ဒီအပြင်ကျမအရင်ခင်းဆွေးနွေးသွားတဲ့အထဲမှာကျမတို့ဒီ Montessori ရဲ့ဒီ trainer trainee ကိုရရှိထားတဲ့ဆရာတွေဟာအရင်အရင်ချင်းနေပေါ့နော် ရှိစေချင်တဲ့ရှိတဲ့အရင်ချင်းလေးကာယဆွဲရင်ရှိရမယ်ကျမနေတဲ့သူမဒီပေမိမိပြုစုပြုထောင်ပေးမဲ့သူကိုလည်းဒါတရားပြုစု တီချာပေးနိုင်မယ်တီချာသူတို့တွေကိုစီစဉ်ဆောင်ရွက်ပေးနိုင်မယ်ဆိုတဲ့အကြောင်းလေးတွေဆွေးနွေးထားပါတယ်။အဲဒီကတင် जा ပြသပေးမယ်ဆရာတွေလူကြီးမိမာတွေဟာကာယဆွမ်းရင်တွေရှိရမယ်ညာနာဆွမ်းရင်တွေလည်းရှိရမယ်။ အဲပြီးတော့ကိုကျင်တရားနဲ့ဆိုင်နေကိုကျင်တရားပိုင်းဆိုင်ရာဆွဲရင်နေရာနဲ့တကယ်ကိုကောင်းကောင်းမွန်မွန်နဲ့ပြေးဝနေရမယ်နောက်တစ်ခါကျမတို့တွေဒီစိတ်သက်ဆွဲရလေအင်မတန်ရေးကြီးတဲ့ခန္ဓာအနေနဲ့ပါဝင်တာဆိုတော့လေစိတ်သက်ဆွဲရင်နေရာလဲပြေးဝနေရမယ်နောက်ပြီးတော့မိမိကနေပြီးတော့ပြန်လဲပြီးတော့တစ်ဆယ်ပြေးနိုင်တဲ့ဟိုပြန်လဲပညာမျှဝေပြေးနိုင်တဲ့အဲဆွဲရင်နေလဲရှိရမယ်ဆိုပြီးတော့ အာမွန်တက်ဆူရီယာနေပြီးတော့ဖော်ထုတ်ထားတာလေးတွေကိုကျမရခင်နေရဆွေးနွေးပြီးသွားခဲ့ပါတယ်။ယနေ့မှလည်းပဲဒီဒီလူမျိုးပေါ်တော့ပြုစုပြောထောင်ပေးမဲ့သူတွေရဲ့ဆင်ရည်ရဲ့ဒါလိုအပ်တဲ့ရည်ချင်းလေးတွေဟာရည်သွေးလေးတွေပေါ့နော်။အကူအညီပံ့ပိုးပေးတဲ့သူတွေဟာပေါ့ဆရာရဲ့အခန်းကဏ္ဍဟာဘယ်လောက်ထိရေးပါတယ်ဆိုတာတွေကိုကျမကနေ့ဆက်လက်ဆွေးနွေးသွားမှာပါ။ဆရာရဲ့အခန်းကဏ္ဍဟာအကူအညီပံ့ပိုးပေးတဲ့သူတယောက်ဖြစ်တယ်။ အဲ့ဒီမှာဆိုလို့ရှိရင်တည်ယူမှုလုပ်ငန်းတွေတည်ယူမှုလုပ်ငန်းတွေဟာအထူးသီးသန့်ရေးဆွဲပြင်ဆင်ရမယ့်သူတွေလည်းဖြစ်တယ်ပြင်ဆင်ရမယ့်သူတွေအရေးလက်ကြီးအရေးကြီးတယ်တည်ယူမှုလုပ်ငန်းတွေကိုအထူးသီးသန့်ရေးဆွဲပြင်ဆင်ရမယ့်သူတွေလည်းဖြစ်ပါတယ်နောက်တစ်ခါကလေးတွေကိုလက်တွေ့လုပ်ငန်းတွေကို တို့တို့ရှာဖွေလေးလာတင်ယူခြင်းတွေလောက်ကန်ဆောင်ရွက်ရန်ကိုအားပေးတဲ့သူတွေဖြစ်ရပါမယ်တဲ့ဆရာခန့်အခန်းကဏ္ဍအင်မတန်ကိုရေးကြည့်ရယ်။ကိုကြီးပံပိုးပေးတဲ့သူ သူ့ဘာလိုအပ်နေတော့သူ့ရဲ့ခက်ခဲလေးဘာရှိနေတော့မိမိတင်ပေးနေတဲ့သူကတင်ယူနေတဲ့သူကဘာခက်ခဲရှိနေတော့ဆိုတာကိုဆရာကနေပြီးတော့စောင့်ကြည့်လေးလာပြီးတော့ကိုကြီးပေးမဲ့ကိုကြီးပေးရမဲ့သူလည်းဖြစ်တယ်။နောက်တခါဒီတင်ယူမှုလုပ်ငန်းတွေကိုတင်ယူနေတဲ့အချိန်အတွင်းမှာစနစ်တကျ သင်ယူနိုင်အောင်အထူးသီးသန့်ရေးဆွဲပြင်ဆင်ရမယ်သူလည်းဖြစ်တယ်။လက်တွေ့လုပ်ငန်းတွေရှားပွေလေးလာသင်ယူခြင်းတွေလုပ်ပိုင်ဆောင်ရွက်ရန်အားပေးတဲ့သူလည်းဖြစ်ရပါမယ်တဲ့။အဲ့ဒီမှာနောက်တစ်ခုကကြတော့ကျွန်တော်တို့တွင်ကလေးတွေကိုတည်တည်ချာချာဂယုစိုက်ပေးနေနိုင်ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ကလေးတွေကိုချစ်ရမယ်။တန်ဖိုးထားရမယ်။လေးစားမှုရှိရပါမယ်။အဲ့လိုလူမျိုးတွေဖြစ်ရပါဖြစ်ရပါမယ်တဲ့။နောက်တစ်ခါအလုပ်အပေါ်မှာစိတ်ဝင်စားရှိပြီးတော့ မိမိရဲ့အလုပ်ပေါ်မှာပဲဘယ်လိုမျိုးပြုပြင်ရမလို့ဘာတွေထပ်ပြီးဆောင်ရွက်ရမလို့ဆိုတာကိုလေးလာ သုံးသပ်နေတဲ့သူစိတ်ဝင်စားရှိတဲ့သူမျိုးဖြစ်ရပါမယ်တဲ့နောက်တစ်ခါကလေးရဲ့မိဘတွေရှိမင်းရရွာဖွဲ့စည်းတွေမှာသူတို့ရဲ့အဲ့ဒီကအဖွဲ့စည်းတွေရဲ့ဘဝတွေကိုတိုးတက်လာစေအောင်ဆောင်ရွက်ပေးနိုင်တဲ့သူဆောင်ရွက်ပေးခြင်းစိတ်ရှိတဲ့သူတွေလည်းဖြစ်ရပါမယ်ရှေ့ပိုင်းမှာတော့လည်းပါထားတယ်ဒါသူတို့တွေကခုံတိတ်က စွမ်းရည်ရှိရမယ်ဆိုတာလည်းပါထားပြီးသားလားအဲ့လိုမျိုးပါလေဒီထဲမှာလည်းတရားရဲ့ခန်းကဏ္ဍမှာဂုံတိတ်ခါရှိတဲ့သူတွေဖြစ်ရပါမယ်တဲ့နောက်တစ်ခါလူသားတန်ဖိုးထားမှုတွေကိုပိုင်ဆိုင်ထားတဲ့သူလူသားတွေကိုတန်ဖိုးထားမှုများပိုင်ဆိုင်တဲ့သူဖြစ်ရမယ်မိမိကိုယ်ကိုလည်းလေးစားရမှာဖြစ်တယ်လို့သူတစ်ပါးကိုလည်းလေးစားရမယ်မိမိအဖွဲ့အစည်းရဲ့တိတ်ခါပိုင်းတရားမိမိအဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေတိုင်းကိုလေးစားတန်ဖိုးထားတဲ့သူတွေလည်းဖြစ်ရမယ်။နောက်တစ်ခုကကြတော့ပညာရေးအတွက်အကောင်းဆုံးလှုပ်ဆောင်လူစိတ်ရှိသူတွေဖြစ်ရမယ်။ passion ဆိုတာအင်မတန်ရေးကြီးပါတယ် for education နဲ့ excellence အတွက်ပညာရေးရဲ့စိန်ခေါ်မှုတွေကိုကျွန်တော်တို့တွေဒါဆောင်ရွက်နိုင်မှုအတွက်လှုပ်ဆောင်နိုင်မှုအတွက်အရေးကြီးဆုံးအကောင်းဆုံး လေးလှူဆောင်ပေးလို့ရှိသူတွေဖြစ်ရပါမယ်ဆိုတာကိုဒါဒေါက်တာမာရီယာမွန်တက်ဆရီယာနေပြီးတော့ဖော်ထုတ်လေးလာဖော်ထုတ်ထားတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင်နောက်တစ်ခုကကြတော့ဒါမွန်တက်ဆိုရီပညာရေးရဲ့အခြေခံမူတွေပေါ့လေဒီမှာဆိုရင်အခြေခံမူခုနှစ်ချက်ရှိပါတယ်ကစားခြင်းဟာတည်ယူမှုလုပ်ငန်းတွေဖြစ်ပါတယ်သူတို့တွေကစားရင်းနဲ့တည်ယူမှုတွေရရှိလာအောင် ဆောင်ရွက်ပေးရမယ်။ play ဟာ is work ဒီကစားခြင်းဟာသူ့အတွက်အလုံးလုံးအလုံးလုံးနေရဖြစ်တယ်။သူတည်ယူနေတာဖြစ်တယ်ဆိုတာကို ကျမတို့တွေကလေးကိုလမ်းညွှန်၊ဥညီပြသပေးနေတဲ့ပံ့ပိုးပေးနေတဲ့သူတွေအဲ scaffolding လုပ်နေတဲ့သူတွေကသိရှိပြီးတော့သူတို့တွေကစားနေခြင်းဟာတည်ယူမှုကိုလုံဆောင်နေတယ်။အဲ့လိုမျိုးကစားရင်းနဲ့တည်ယူမှုတွေရရှိလာအောင်စီစဉ်ဆောင်ရွက်ပေးရပါမယ်တဲ့။ နောက်တစ်ခုကကြိုးရင်ပြင်ဆင်ထားတဲ့တင်ယူပတ်ဝန်းကျင် ရေးကြည့်တယ်။သူတို့လေ့လာဖို့အတွက်တင်ယူဖို့အတွက်သူ့ရဲ့ပတ်ဝန်းကျင်မှာသူလူလူလက်လက်နဲ့ကစားရင်းနဲ့တင်ယူမှုတွေရရှိလာအောင်သူတို့ကိုကြိုတင်ပြီးတော့ဆရာတွေ လူကြီးတွေကနေပြီးတော့ပြင်ဆင်ပေးထားရပါမယ်တဲ့ကျိုးရင်ပြင်ဆင်ထားတဲ့ပတ်ဝန်းကျင်ကလည်းအရေးကြီးပါတယ်တဲ့ဒါတကလွတ်လပ်စွာတည်ယူခွင့်သူ့ရဲ့စိတ်ဝင်စားမှုပေါ်မှာတယောက်နဲ့တယောက်စိတ်ဝင်စားမှုတွေကမတူညီတတ်ကြဘူးအဲ့မတူကြည်တတ်ကြတဲ့ပုံမှာခြေခံပြီးတော့သူတို့လွတ်လပ်လပ်တည်ယူခွင့်ရရှိအောင်ကူညီပံ့ပိုးပေးတဲ့သူတွေဖြစ်ရမယ်နောက်တစ်ခုလက်တွေ့လုပ်ငန်းတွေ လက်တွေ့လုပ်ငန်းတွေကနေတင်ယူခြင်းပေါ့နော် hand on learning တွေဟာတကယ် absorb and mind ဆိုတဲ့သူတို့ရဲ့ရေမြုပ်လို့စုပ်ယူမှုအားကောင်းတဲ့ဉာဏ်ရည်တွေကိုအဲ့ဒီ period အတွင်းမှာပေါ့နော်ဒါရက်ပေါင်းတစ်ထောင် အသက်6နှစ်အတွင်းပေါ့နော်အဲ့ဒီအတွင်းနေရာတကယ်ကိုသူတို့ရဲ့ဉာဏ်ရည်တွေကအားကောင်းကောင်းနဲ့ဖွံ့ဖြိုးနေတဲ့အခြေအနေတွေဖြစ်တယ်အဲ့အခြေအနေတွေမှာသူတို့ကို stimulating သူတို့ရဲ့လှုပ်ဆောင်မှုတွေများများပေးခြင်းအပြင် အဲ့လိုမျိုးလှုပ်ဆောင်မှုတွေများများရရှိအောင်လည်းလက်တွေ့လုပ်ငန်းတွေများများပေးကြရပြင်တည်ယူမှုတွေဖြစ်အောင်ဆောင်ရွက်ရပါမယ်တဲ့နောက်တစ်ခါကလေးကိုကြည့်ရှုလေ့လာရမယ်ကလေးကိုချစ်မြတ်နိုးရမယ်တန်ဖိုးထားရမယ်လေးစားမှုရှိရမယ်အဲ့လိုနည်းတွေနဲ့ပေါ့နော်ဒီကလိုမျိုးဟိုအဲ့လိုသူတို့တွေကိုလေးစားတန်ဖိုးထားချစ်ခင်ခြင်းဖြင့်သူတို့တွေရဲ့လူအပ်ချက်ကလေးတွေအခက်ခဲလေးတွေအဲအဲ့လိုမျိုးအဲ့ဒါတွေကိုဖြည့်ရှင်းကူညီပံ့ပိုးပေးရင်းနဲ့ပေါ့နော်သူတို့တွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရင်းနဲ့တင်ယူမှုတွေအားကောင်းလာအောင်စီစဉ်ဆောင်ရွက်ပေးရမယ်။ဒါကြောင့်ကလေးကိုကြည့်ရှုအမြဲတမ်းကြည့်ရှုလေ့လာနေရပါမယ်တဲ့။နောက်နံပါတ်6ကားကြတော့အကန့်အသတ်ထဲမှာလွတ်လပ်ခွင့် freedom within limit ကိုကလေးကိုလှုပ်ချင်ရလို့မင်းတို့လွတ်လပ်လက်ကစားနေချင်းတလို့နေလှုပ်ချင်းတလို့လုံးအဲအဲ့လိုမျိုး unlimited မဟုတ်ပါဘူး limit ရှိတယ် အကန့်အသတ်ရှိတယ်အဲအကန့်အသတ်ကလေးထဲမှာ freedom လွတ်လွတ်လပ်လပ်တည်ယူခွင့်ပေးရမယ်ဆိုတာကို Montessori approach ကဆိုလိုခြင်းဖြစ်ပါတယ်ကလေးကိုလွတ်လပ်တယ်ဆိုတာဟာလှုပ်ချင်တာလှုပ်ဖို့လွတ်ထားတာမျိုး မဟုတ်ပါဘူးအကန့်အသတ်ဘောင်ရှိရဲ့ဒီအကန့်အသတ်ကလေးထဲမှာသူလေးလာလို့တာကိုလွတ်လပ်စွာလေးလာလို့ရတယ်လွတ်လွတ်လပ်ကစားရင်းနဲ့တည်ယူလို့ရတယ်ဆိုတာရင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့အပြန်အလှန်လေးစားတတ်ခြင်း ပြန်လည်လေးစားတတ်ခြင်းကကြတော့ဆရာသမားတွေရောလူကြီးမိဘတွေရောကမိမိကိုယ်ကိုလည်းလေးစားရမယ်သူတစ်ပါးကိုလည်းလေးစားရမယ်မိမိပတ်ဝန်းကျင်မှာရှိနေတဲ့အတိုင်းအုံးတွေကိုလည်းလေးစားသမှုရှိရမယ်အဲ့လိုမျိုးတွေနဲ့ပေါ့ငယ်စဉ်ကလေးကလေးစားတူတူလေးစားတတ်တဲ့လေးထားလေးတွေကိုပြုထောင်ပေးခြင်းအဖြစ်ဒီလိုမျိုးကျွန်တော်တို့တရားကူနဲ့အတူအပြန်အလှန်လေးစားတတ်တဲ့လေးထားတွေရရှိလာအောင် စီစဉ်ဆောင်ရွက်ပေးရပါမယ်။ပံ့ပိုးကူညီပေးရပါမယ်ဆိုတာကိုဒေါက်တာမာရီယာမွန်တက်ဆူရီကနေပြီးတော့လေ့လာဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။ဒီမှာဆိုရင်မွန်တက်ဆူရီရဲ့ပညာရေးရဲ့အခြေခံမှုတွေရှိတယ်။အခြေခံမှု9ခုချထားတယ်။အဲ့ဒီမှာဆိုရင် ကစားခြင်းနဲ့တည်ယူမှုလုပ်ငန်းတွေကိုလုပ်ပေးရမယ်။ကြိုးတင်ပြင်ဆင်ထားတဲ့တည်ယူမှုပတ်ဝန်းကျင်ဖြစ်ရမယ်။လွတ်လပ်စွာတည်ယူခွင့်ပေးရမယ်။လက်တွေ့လုပ်ငန်းတွေကနေပြီးတော့တည်ယူရမယ်။ကလေးကိုအမြဲတမ်းကြည့်ရှုလေ့လာပြီးတော့နေရမယ်။အကန့်အသတ်တွေတွေကနေပြီးတော့လွတ်လပ်ခွင့်ပေးရမယ်။အပြန်အလှန်လေးစားခြင်းတွေရှိရမယ်ဆိုတဲ့ ညာရေးရဲ့ခြေတံခုနှစ်ချက်ကိုဒေါက်တာမာရီယာမွန်တက်ဆူရီယာနေပြီးတော့ဒါလေ့လာဖော်ထုတ်ထားခြင်းလည်းဖြစ်ပါရဲ့ရှင်။ဒီမှာခဏဆွေးနွေးပြီးသွားတဲ့ဒေါက်တာမာရီယာမွန်တက်ဆူရီရဲ့လေ့လာထားတဲ့ပညာရေးရဲ့ခြေတံခုနှစ်ခုကိုဒီမှာတစ်ခုချင်းရဲ့အကြောင်းအရာလေးတွေကိုနောက်နေ့ဒီမှာလည်းပဲဆက်လက်ပြီးတော့ သူတို့တွေအသေးစိတ်ကလေးတွေကိုကျွန်မဆက်လက်ဆွေးနွေးပေးသွားပါမယ်။ဆိုတာကိုပြောကြားရင်းနဲ့ကျွန်မယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။